ဒီယိုပရိသတ်များအားလုံးပဲမင်္ဂလာပါခုလိုချိန်ခါတိုင်းမှာပရိသတ်တွေအတွက်စာအုပ်လေးတွေကိုဖတ်ပြတင်ဆက်ပေးနေရဲ့ Focus by Fuse ဆိုတဲ့အစီအစဉ်လေးရဲ့တင်ဆက်ချိန်ရောက်လာပါပြီဒီနေ့မှာတော့ပရိသတ်တွေကို Fuse မဖတ်ပြတော့ဘဲနဲ့ Fuse တို့ MI Radio မှာအင်တန်းလာစင်းနေရဲ့ NMDC ကညီမလေး လင်းအင်ဒရီဦးကနေပြီးတော့ပရိသတ်တွေအတွက်ဖျက်ပြပေးသွားမှာဖြစ်ပါတယ်။အမိုင်းရေဒီယိုကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်တွေထဲမှာလူဆုံးတယောက်ကိုပြောခွင့်မရှိလိုက်တဲ့စကားတွေကိုရင်မာပိုက်ထားတဲ့သူတွေများရှိကြလာရင်အထူးသဖြင့်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးတွေကိုပေါ့။ကိုနဲ့မသိတဲ့သတင်းတွေမိတ်ဆွေတွေကိုပြောခဲ့ပေမဲ့လည်းကိုယ့်ရဲ့မိသားစုဝင်တွေပေါ်မှာရောပြောဖို့မိနေတဲ့စကားလုံးလေးတစ်ခုပေါ့။ဒီနေ့ပရိသတ်ကြီးတို့အတွက် စာရေးဆရာမနန်းနိုင်စနေရေးသားထားတဲ့ကိုနေဦးမသာဖွင့်တဲ့ဘန်းဆိုတဲ့စာအုပ်တဲကပထမဆုံးအနေနဲ့ဖတ်ပြပေးချင်တာကတော့ကျေးဇူးတင်ပါတယ်ဆိုတဲ့ကောင်းစင်ပဲဖြစ်ပါတယ်တယောက်ယောက်ကိုလမ်းတဲ့အခါလကိုမော့ကြည့်ပါလို့တချို့ကပြောတယ်။ကဘာကြီးကတိတ်ကြီးတော့လမ်းရသူနဲ့ကိုတို့အမြဲမတွေ့နိုင်ပေမဲ့ခေါင်းမော့ကြည့်လိုက်တဲ့တက္ကနမှာတော့ လကိုကိုတို့အတူမြင်ရတယ်။လွမ်းဆွချင်းကဒီလိုပဲမှော့ဆန်ပါတယ်။ဘာမှမဟုတ်တဲ့အရာလေးကိုသူလဲကိုလိုလိုက်လုံနေမယ်။ဒါမှမဟုတ်ဖိတ်ခတ်စားချက်ချင်းထတ်တူကြနေမယ်ဆိုတာကိုသိထားရင်ဝေးကွာတယ်လို့မခံစားရပါဘူး။ဒါပေမဲ့ဘဝဆိုတာအပြန်မရှိရရထားနဲ့တူတယ်။အော်အော်တန်ဘေးဘီနှစ်ကာလရဲ့လန်ခီမှာမောင်းနေနေတယ်။တချို့တွေရထားပေါ်တက်လာတော့ကိုနဲ့ရင်းနှီးသွားပေမဲ့ အချိန်တစ်ခုရောက်ရင် အမည်မသိတဲ့ဘူရာမှာဆင်းသွားကြတယ်။ယထာဘော်ကနေတိတ်တိတ်ဆင်းသွားလို့အဆသာအယားယာဂယူဆိုင်နော်ဆိုတဲ့စကားကိုပြောဖို့ကိုမအချိန်မရလိုက်ဘူး။ပြတင်းအပြင်ဘက်ကရှုခင်းနဲ့အတူအဆုံးမဲ့ညလေးတဲ့သူပြောက်ွယ်သွားပြီးလမ်းဆွတ်ချင်းသာကြံရစ်ခဲ့တယ်။ကျေပြောလာတဲ့ကဘာကြီးမှာစုံသီးမှုများသလောက်လွှမ်းဆွမှုကလည်းများပါတယ်။နေမင်းကိုလလွမီလိုငိုကျွေးနေရင်ကျယ်တွေကိုလည်းလလွရလိမ့်မယ်လို့တကူကဆိုခဲ့တယ်။ ဆောင်သီးတိုင်းထာဝရမဟုတ်နိုင်ပေမဲ့ဆောင်သီးခရဲ့ပျော်ရွှင်ချမ်းမြေမှုကကိုရင်မှာအချိန်အကြာရှိနေမှာပါတွေးဆောင်တိုင်းအတူနေဖို့မလိုအပ်ပေမဲ့နောက်တစ်ချိန်ဘဝအပေါ်ကိုစိတ်ပြက်မိတဲ့အခါတစ်ချိန်ကကိုကိုနှွေးထွေးစေခဲ့တဲ့သူတယောက်ကိုတရိယာမိပြီးကိုနှခမ်းဆုံးကအပေါ်ကိုတစ်ချက်တော့꿰သွားမှာပါတစ်ချိန်ကလူတယောက်အတွက်တောတောင်တွေကိုဖျက်ခဲ့မှုတယ်သူအတွက်ဆိုအသက်ကိုယ်တော်ကိုမမှုခဲ့ဘူး အခုချိန်မှာကို့အနာသူမရှိတော့ပင်မဲ့ကို့လက်ဖွာဘောကလက္ခဏာအဖြစ် သူရှိနေတာကြာပါပြီလက်ဖွာကိုဖြန့်ချီတိုင်းအချိန်ရဲ့လေးနက်မှုကိုကိုခံစားရတယ်အဒီနဲ့အဒီလာအဒီနေမှာအဒီလူဟာကို့မညံတဲ့အမှတ်တရတွေထားရခဲ့တယ်သူနဲ့အတူတွေ့ကြုံမှုတဲ့ဇလန်းနဲ့တင်ယူရရှိလိုက်တဲ့သင်ကန်းစာကြိုးចောင်းဆင်ခြင်မှုတွေကကို့အနာဂတ်ဘဝရဲ့ခြေလန်းတိုင်းကို ပိုတည်ငြိမ်စေတော့မှာပါ အချိန်ဆိုတာရင်းနဲ့တူပြီးရှေ့ကိုသာတွန်တွန်စီးဆင်းတယ်အတူရှိခဲ့တဲ့အချိန်တွေကိုထပ်ပန်းဆုံးလို့မရမှန်းကိုတိလာတဲ့အခါငင်းငင်းလေးရက်ပြီးလာရခီးကို ပြန်ကြည့်မိတယ်တစ်ချိန်ကရှိခဲ့ဘူးတဲ့အဲ့ဒီလူအဲ့ဒီအရာကိုညဉ့်ညဉ့်တတာနှုတ်ဆက်မိတယ်နောင်လာမယ့်နေ့ရက်တွေမှာကိုလက်ထဲကိုကိုကိုပြန်အပ်ပြီးသူ့ကိုလည်းသူ့စီပြန်ပေးလိုက်တယ် ပန်းကိုပန်းပွင့်စေပြီးတပင်ကိုတပင်နေရမှာပဲရှိစီတာမျိုးပေါ့အဲ့ဒီနောက်ဝကြေးမချမ်းမမြင်မတွေ့မလွမ်းမဆွေးတော့ပဲကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတခွန်းသာကိုထားရိတ်ခဲလိုက်တယ်ဒီနေ့အတွက်နောက်ထပ်ဖတ်ပြပေးသောမယ်ကောင်းစင်ကတော့ထွက်ခွာသားသူကိုနှုတ်ဆက်ပါတဲ့ လူတယောက်ဟာစကားမပြောစိတ်ခံစားမှုမရှိဘဲတနေရာမှာငေးကြောင်ကြောင်ငင်းငင်းတက်တက်ထိုင်နေလောက်တဲ့အထိစိတ်ထိခိုက်နိုင်တယ်။ရုတ်တရက်ရင်ဝမှာဆုတ်တက်လာပြီးမျက်ရည်ပေါက်ပေါက်ကျနိုင်တယ်လို့တချို့ကပြောတယ်။သူ့အကြောင်းတွင်မြင်ကိုယ်ဝမ်းတဲ့စိတ်ကိုဖုံးမြအောင်ခေါင်းထဲမှာလည်းသူ့ပုံရိပ်ပဲစိုးမိုးတယ်။သူနဲ့တူတဲ့အရေးကိုမြင်ရင်သူနဲ့တူတဲ့အတန်ကိုကြားရင်ရင်မာနာကြီးရတယ်။သူပေးရလက်ဆောင် သူပို့ရမက်ဆေ့ချ်တွေကိုပြန်ကြည့်ရင် အတိတ်နှွန်နဲ့ကိုခဏခဏပြုတ်ကြတယ် သူ့ကိုရိုးရင်းချင်စီထိကိုချစ်တယ်။သူ့ကိုအသွေးသားတဲ့ထိကိုလွမ်းတယ်။နွမ်းတော့တဲ့ပန်းပြန်ပွင့်လာမယ်။ထွက်ခွာသားသူ ပြန်လာအောင်မယ်လို့ကောင်းမွန်မှနဲ့ကိုယုံကြည်နေမိရဲ့။ဒါပေမဲ့ဒါတွေကလေနေရလွင်ဝဲတဲ့ဝတ်မုံတွေလိုခြေရလဲပြောက်ရေလဲနောက်ခဲ့တယ်။စာရေးဆရာဆူချင်က တနေ့တာကုံတော့ရင်အဲ့ဒီတနေ့တာကိုလွှတ်ချခဲ့ပါ။ဒါကစိတ်ရှုပ်စရာအများစုကိုရှောင်နိုင်ပါတယ်။ ဒီဘူရာရောက်ရင်ကြံခဲ့တဲ့ဘူရာကိုတတိမရနဲ့တော့ဆောင်းဦးရောက်တာတော့နှွေအချောင်းတွင်းနေဒါအတိတ်ပဲမရှိဘူးလို့ဆိုတယ်အချင်ရဲ့အကြံဉာဏ်ကိုနားထောင်ပါနေဝင်ချိန်ကိုမှွေရန်ပြပြီးဖမ်းဖွင့်မဲ့မနှက်ဖြံကိုဆောင်းဆိုင်ပါမနေ့ကကိစ္စကိုဒီနေ့ထိယူလာတာဟာအချင်နဲ့ခွန်အားကိုဖြုံတိရပါပဲဝန်ထဲချင်းကိုရင်ထဲဝတ်ထားရင် ခံရခက်သူကကိုပဲဖြစ်မှာပါ တ်သားသူကိုနှလုံးသားထဲတင်ထားရင်အတိတ်မှာပဲကိုရှင်သန်နေရမှာပါဆူဟေရဲ့ဒဏ်ရာတွေကိုမဆွဲလန်းတဲ့စာအုပ်မှာဝေဒနာအများစုကစွန့်ခွာလို့စိတ်မရှိခြင်းရဲ့ရလဒ်ဖြစ်တယ်တတ်မှတ်ထားတဲ့ကံစိုးခြင်းဆိုတာမရှိဘူးလက်မလွတ်ခြင်းနဲ့ကောင်းမွန်မှုပဲရှိတယ်လို့ဆိုထားတယ်ကိုအချစ်ကတိတ်နေပြီးသူ့အချစ်ကတိတ်ပိန်နေအချစ်ရဲ့အတိတ်နဲ့မတူတော့ပဲချိန်ကြမှာကိုကိုချစ်တဲ့သူ့ပုံစံကိုမြင်ရမလဲ။ ပြန်လည်ပို့ခဲ့တဲ့ message တွေကိုဖြတ်ချိန်တမ်းပါပြီ။ပြန်မကြည့်ရင်မလွမ်းတော့သလို ပြန်မဖတ်ရင်မနာကျင်တော့ပါဘူး။တယောက်ကပြောတယ်။အတွေးပေါက်သွားတဲ့အခိုင်မှာသူနဲ့ပတ်သက်တဲ့အရာအလုံးကိုဖြတ်လိုက်ပြီးသူနဲ့မဆုံခဲ့တဲ့ငါပုံရောက်ဖို့စူးစမ်းခဲ့တယ်။သူဟာကို့အတွက်ဘာမှမထူးခြားတော့ဘူးတဲ့။သူဟာကိုဖို့ကြီးမဟုတ်တော့သလိုကိုဟာလည်းသူ့အတွက်တည်တံ့မဟုတ်တော့ပါဘူး။ဇလန်းပြီးဆုံးသွားတဲ့အခါအမတ်တရားကလည်း အချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းပြောက်ကွယ်သွားမှာပါ။မိုးရွာပြီးနောက်နေအောင်ကို တွေ့ရစမြဲပါ။ရှင်လျားရဲ့နေရက်တွေမှာဝမ်းနည်းစရာဖြစ်တွေကိုမေ့ပြစ်နိုင်ရင် အရာရာကအတိတ်တဖန်ပြန်သာရလာမှာပါ။တန်တရာတခွေမှာကံအကြောင်းပါလို့ကြုံကြိုက်ကြပြီးကံကုံသွားချိန်မှာတော့ကိုဘွားရဲကထွက်ခေါ်သွားကြတဲ့အခါလွတ်တော်ရဲ့နေရာလို့အတွက်ဘလို healing လုပ်ရမလဲဆိုတာကိုနားလည်သွားပါတယ် ။ဆုံသီးခဲ့ပြီးနောက်မှာတော့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးနဲ့ပဲနှုတ်ဆက်နိုင်သွားကြမှာပါ။ဟုတ်ကဲ့ပါဒီတစ်ပတ်ရဲ့ podcast ပိုင်း Fuse ဆိုတဲ့အစီအစဉ်လေးမှာ Visual MI Video မှာ intern လာစင်းနေတဲ့ NMTC ကညမလေးဖပြပြီးသွားတာကိုကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်ပြည်သက်များအောင်မယ်ပျော်စရာကောင်းတဲ့နေ့ရက်လေးဖြစ်ပါစေနော်